Saxon Beach ကလောက်ရလွယ်ပါတယ်။နောက်ဘရာတွေပါလေးလာလို့ရအောင်ကျွန်တော် Saxon Beach အကြောင်းကိုပါနိုင်ငယ်ပြောပြပေးပါမယ်နော်။ကျွန်တော်မှာ orange juice နဲ့ cranberry juice မရှိတဲ့အတွက်ဖြော်လို့တော့မပြတော့ပါဘူး။ဒါပေမဲ့ကျွန်တော်ပြောပြပေးပါမယ်။ကျွန်တော် hyper class တွေကိုရည်ခဲအရင်ထက်ပါပြီးတော့ boca 40 ml ထက်ပါပြီးရင် peach schnapps တောင်မှ peach liqueur 20 ml ထက်ပါပြီး orange juice 40 ml ထက်ပါပြီးရင် cranberry juice ကို40 ml အပေါ်ကနေပြည့်ပြည့်ရှင်းလောင်းထက်ပါ garnish အနေနဲ့ကတော့ orange wish ကိုသုံးပါ okay sex on the beach က florida cocktail ဖြစ်ပါတယ်1989တုန်းက bartender ted pigi ဆိုတဲ့ belgie က create လုပ်ခဲ့ရလို့ပြောပါတယ်အဲ့အချိန်တော့က Florida မှာ Saxon Beach ကအရန်ကိုနာမည်ကြီးပါတယ် ဖလော်ရီဒါကိုလာတဲ့ guest တွေက sex night beach အတွက်အများစုလာကြလို့ပြောပါတယ်။တချိန်တည်းမှာပဲ beach snap ဆိုတဲ့ company ကသူတို့ရဲ့ product ကို promote လုပ်တဲ့အနေနဲ့ bartender တွေကို offer လုပ်ပြီးတော့အရောင်းကောင်းဆုံးစုပါညာဆိုပြီးတော့လဲပေးရလို့ပြောပါတယ်။ Boca Orange ကို screw driver လို့ခေါ်ပြီးတော့ Boca Peach Liqueur ခွင်ပယ် use ကိုဝူးလို့ခေါ်ပါတယ်။ဆိုတော့ဝူးနဲ့ စကူဒရိုက်ဘာနှစ်ခုပေါင်းလိုက်ရင်ဆက်ဆောင်ဖြစ်သွားတာပေါ့နော်။โอเคဒီနေ့တော့ဒီလောက်ပါပဲဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။